ားလုံးပဲမြင်လာပါဒီနေ့မှာလည်းကျွန်တော်ကပရာလောကအကြောင်းပြောမှာမဟုတ်ဘဲနဲ့ကျွန်တော်တို့ logi ချမ်းသာ logi စီစဉ်ကိုအချိန်တူတူလေးနဲ့ရဖို့အတွက်ကိုကျွန်တော်စနစ်တကျဒီ logi အစီအရင်နဲ့ထက်သွင်းပြီးတော့စီရင်ထားတဲ့နာမည်ကျော်28လုံးပဒီစိန်ကြီးအကြောင်းကိုကျွန်တော်ကထပ်ပြီးတော့ပြောပြ share ပြမှာဖြစ်ပါတယ်ဒီပဒီစိန်ကြီးလေးကဘသူတွေနဲ့ပတ်သက်နေလဲဆိုတော့ CIA စန်းထွန်းမန်တက္ကသိုလ်နဲ့ပတ်သက်နေပါတယ်ဒါဆိုရင်ကျွန်တော်စပြီးတော့ပြောပြမယ်နော်ဒီဂါရာလေးရဲ့မူလအစက ဘယ်ကစားရလဲဆိုတော့ကျွန်တော်နထိုးကြီးမြို့မှာရှိတဲ့အကြောင်းတစ်ကြောင်းဆိုတော့ဘုံကြီးကြောင်းတစ်ကြောင်းရှိတယ်အဲ့ဘုံကြီးကြောင်းမှာကိုရံသွားပြီဖြစ်တဲ့ပြန်လွန်တော်မူသွားပြီဖြစ်တဲ့ဆရာတော်ဘုရားကြီးဥကောတလဆိုတာရှိတယ်ဆရာတော်ဘုရားကြီးကလောကီအစီရင်လောကီရေးရမှာ तू ကအောင်မြင်ပြီးစီးသွားပြီတဲ့ပုံကိုတရားလို့လူတိုင်းသိကြတယ် तू ကသူမတည်ခင်မှာသူ့ဇာပနာဘွဲကိုမလုတ်ခင်အောင်မှာပေါ့နော်ပြောချင်တာကသူပြန်လွန်တော်မူခင်မှာသူတပည့်တွေမှာခဲ့တယ်ငါပြန်လွန်တော်မူလို့ရှိရင်တဲ့ ဒီဂါရာလေးပေါ့နော်အခုပြောမယ့်နာမည်ကျော်28လုံးပဒီဂါရာလေးကိုအဲ့ဒီဆရာကြီးစံထွန်းကိုတဲ့ပေးလိုက်တဲ့ယုံရင်တော့သူအကျိုးထုလိုက်မယ်တဲ့မယုံရင်တော့သူထိုင်နေသူကံဘောတဲ့ငါကားတဲ့မြင်နေတယ်တဲ့ဒီစံထွန်းကတနာစရာကောင်းတယ်တဲ့သူ့ကိုတနာတယ်တဲ့သူ့မှာကလေးတွေကလည်းအများကြီးနဲ့စင်ရတွေနတ်လိုက်မယ်လို့သူမြင်နေတယ်တဲ့ပြီးတော့ပင်စင်ယူပြီးသွားရင်လည်းတဲ့ဒီကောင်ကတေကင်းမြင်နေတယ်ဆိုပြီးဆရာတော်ဖရာကြီးကသူ့တပည့်တွေကိုမိတ်ပြီးတော့သူ့ဇာပနာမှာ ရှားကြီးစမ်းထုတ်နိုင်ဒီဂါရာလေးကိုပေးလိုက်ဆိုတော့ဆရာတော်ဖះရဲ့ပြောခဲ့တာအဲ့လိုနဲ့ဆရာတော်ဖះရဲ့ပြန်လွန်တော်မူတော့ပြန်လွန်တော်မူတော့အဲ့ရှားကြီးစမ်းထုတ်ကလာတယ်အီးရင်ကျူးတယ်ရုပ်ဖတ်တဲ့ဆယ်တယ်ပေါ့ဗျာဒီဘုံကြီးပြန်ပွဲမှာဆရာတော်ဖះရဲ့တပည့်တွေကလည်းဆရာတော်ဖះကြီးမိန်ခဲ့တဲ့အတိုင်းပဲအဲ့ရှားကြီးစမ်းထုတ်ကိုအဲ့28လုံးပရိဂါရာလေးကိုပေးလိုက်တယ်အဲ့နဲ့ဆရာကြီးစမ်းထုတ်ကလည်းသူကလည်းရိုးရိုးကြီးကြီးရိုးရိုးတေးတေးနဲ့ရုပ်ဖတ်တယ်ပေါ့ဗျာရုပ်ဖတ်ပြီးတော့ဘာတွေထူးလာလဲဆိုတော့ သူတီဘီတွေကနေပြီးတော့အချိန်ချင်းလွတ်မြောက်လာတယ်မတည်ဘူးပေါ့ဗျာပြီးတော့ပင်စင်ယူပြီးတော့လည်းအဲ့လိုမျိုးဒုက္ခအကြက်တဲတွေအခက်အခဲတွေတဖြည်းဖြည်းတဖြည်းဖြည်းလွတ်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 ပြီးတော့ချမ်းသာတော့ရတယ်ချမ်းသာပြီးတော့သူကအေးအေးချမ်းချမ်းနဲ့အသက်84နှစ်အထိနေပြီးတော့မှသူကဆုံးသွားတယ်ပေါ့ဆုံးသွားတယ်ပေါ့ဆရာကြီးကတော့သူအသက်80ပြည့်တဲ့နေ့မှာအဲ့မွေးနေ့လက်ဆောင်အနေနဲ့ကျွန်တော်တို့ဒီ1985ခုနှစ်မေလထုတ်တဲ့ကလျာမဂဇင်းမှာ ဒီနာမည်ကျော်28လုံးပတိကာရာကိုဆရာကြီးကအခုကျွန်တော်တို့အဖို့နောင်လာနောင်သားတွေအဖို့ပြန်ပြီးတော့ပြောပြ share ပြခဲ့တာဖြစ်ပါတယ်အဲ့28လုံးပတိနဲ့ပတ်သက်ပြီးတော့ဘလောက်တောင်မှအကွက်ကြကြဒီ logi အစီအစဉ်နဲ့စီရင်ထားလဲဆိုတာကိုကျွန်တော်ကပြောပြမယ်မပြောပြခင်မှာအဲ့ဒီကာရာလေးကလွယ်လွယ်လွယ်တယ်ကျွန်တော်တစ်ခေါက်ပြောပြမယ်နော် तू ကနန်းနောနန်းနား5ပါဆိုတော့5ချိန်ပတိက5လုံးပါဗျာပြီးရင်အရဟံ16ခေါက် ဆိုတော့ပတိ16လုံးချမယ်ပြီးရင်နောက်ဆုံးမေတ္တာပို့မေတ္တာပို့ကကြာ3កောက်ပဲဆိုတော့အားလုံးမှာစုစုပေါင်းကြီးကြည့်လိုက်လို့ရှင်28ចောင်း28လုံး28កောက်28នេះဆိုတော့6កណ្ណနေဗျာအဲ့လိုအဲ့လိုစီရင်ထားတာပေါ့အဲ့ဒါကိုအဲ့အစီရင်နေကဘယ်လိုလဲဆိုတော့ကျွန်တော်ဖတ်ပြမယ်เนาะကျွန်တော်လည်းနည်းနည်းမေးနေလို့ခုနကတော့ကျွန်တော်ကြည့်ထားတယ် 28လုံးဆိုတော့ဗျာဒီတင်းလာနန်နေဥဆောင်တော့ငွေနဝင်းဖြစ်နေတာပြီးတော့အနာရောနန္ဒ5ပါးဆိုတာလည်းအပွင့်တက်ဆိုတော့ဒီ logi season ချမ်းသာနဲ့ပတ်သက်ပြီးတော့လုံးဝစီရင်ထားတာပေါ့ပြီးတော့ကျွန်တော်တို့အဲ့ဒီမှာပါတဲ့ဂုံတော်ဆိုရင်အာရဟံဂုံတော်အာရဟံဂုံတော်ကကျွန်တော်တို့ဒီဂုံတော်တွေထဲမှာအခေါင်အချုပ်ဖြစ်တယ်ဗျာပြီးတော့16ခေါက်ယူခံထားတယ်ဆိုတော့16ဆိုတာကျွန်တော်တို့ဒီမြန်မာအခေယဒီမှာ16လုံးမြောက်ကဓာတ်ချိုက်လို့အဓိပ္ပာယ်ရတာဓာတ်ချိုက်ကြီးကြီးလိုက်ရွှေကာကြီးခါကိုကြီးကြီးလိုက်လို့ရှင် ်16လုံးမြောက်ကဓာတ်ဥချိုက်ဓာတ်ဥချိုက်ဆိုတာကကျွန်တော်တို့ဒီဒီအင်းရံစမတွေမှာဒါအင်းရံစမတွေမှာမြောက်ကျွန်တော်တို့စာတဘာဝဆိုတာရှိတယ်လေအဲ့ဒီမှာဓာတ်ဥချိုက်ဆိုတဲ့အဓိပ္ပာယ်ကကျွန်တော်တို့ဒနာသိတိကိုရည်ညွှန်းတာပြီးတော့နောက်တစ်ခုကဘယ်လိုရည်ညွှန်းသေးလဲဆိုတော့ဒီကျွန်တော်တို့လို့ပြောရမလားဒီဒုက္ခတွေကိုကြော်လွှားနိုင်တဲ့ဂျိုကတောက်ကြဂျိုဗျာတောက်ကြဂျိုမာကြီးတောက်ကြဂျိုမာကြီးမဟုတ်ဘူးကျွန်တော်မှားလို့ကြာသာပရိဂျိုမာကြီး ဂျာသာပရိဂျုံမာရဲ့ဂျိုတက်ကလည်း19ပဲအဲ့လိုမျိုးစီရင်ထားတာဆိုတော့ဒီဒုက္ခတွေလည်းလုံးဝကျော်သွားစေရမယ်ပြီးတော့လက်လာဘတွေဒနာသိတိတွေလည်းပေါ်ကျွေဝါစေရမယ်ဆိုတော့အစီအရင်လေးအပွင့်တတ်တွေနဲ့ဒီလိုမျိုးအနန္တနန္ဒာ5ပါအရဟံ19ဂုံတော်19ကောက်မေတ္တာပို့3ကောက်ဒီလိုမျိုးထည့်ထားတာပြောနောက်ထပ်ထူးခြားတာကမေတ္တာပို့တာကအားလုံးတတဝါချမ်းသာပါစေအဲ့ဒါကို၃ရောက်ရွက်ကြတာအဲ့ဒီ အားလုံးတတဝါချမ်းသာပါစေရက်စာလုံးတွေလိုက်ရည်ကြည့်လိုက်လို့ရှိရင်ကိုလုံးဖြစ်နေတာသတိထားမိလိမ့်မယ်ကိုလုံးကို၃ခေါက်ဆိုတော့28 28လုံးဖြစ်နေတာဗျာဒါကလည်းအဲ့လိုမျိုးတက်တက်ကိုစီရင်ထားတာဒါကြီးတော့ဒီဆရာတော်ဘုရားကြီးကတေချာစီရင်ထားတဲ့ဟာကိုပြောပြခဲ့တာပေါ့ဗျာပြီးတော့နောက်သူကဗာရေးထားလဲဆိုတော့မေတ္တာပို့အတွက်အစီအစဉ်ထားတယ်တဲ့ခုနကကျွန်တော်ပြောတဲ့အထိအခေယာကိုလုံးကလည်းနဝင်းတက်တည်ပြည့်နေတယ်ဆိုတော့ လုံးဝဗျာမေတ္တာလည်းရမယ်အပွင့်တက်လည်းဖြစ်မယ်ငွေနှဝင်လည်းဖြစ်မယ်ဆိုဒီနာမည်ကျော်28လုံးပရိယအချိန်တူတူလေးနဲ့လောကီချမ်းသာတွေအသက်အန္တရာယ်တွေကနေကင်းဝေးတာတော့အမှန်ပဲဗျကျွန်တော်ပရိဆိုင်နေတဲ့အများကြီးကျွန်တော်တွေ့ဘူးတယ်ဒါမဲ့လေဒီလိုမျိုးတိတ်တိတ်ချာချာစီရင်ထားပြီးတော့လွယ်လွယ်ကူကူနဲ့ရွတ်ဖတ်တဲ့ဆယ်လူတိုင်းရွတ်ဖတ်နိုင်တာကဒီပရိဆိုင်နေလို့တော့ကျွန်တော်ထင်တာပဲကျွန်တော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 ့သဘောကျတယ်ဒီပရိဆိုင်နေလေးကိုလေအရင်လည်းမပင်ပန်းဘူးဗျာပြီးတော့ ဆရာတော်ဘုရားကြီးကဒီဆရာကြီးစမ်းထွန်းကိုတော်တော်တနာပြီးတော့သူမသေးခင်မှာသူပြန်လာတော့မမှုခင်မှာခြံထားပြီးခဲ့တဲ့ကာရာပဲဖြစ်ပါတယ်ဗောဗျာဒါဆိုရင်ကျွန်တော်အဲ့ဒီဗီးစိန်ကြီးလေးကိုနောက်ထပ်တစ်ခေါက်ကျွန်တော်ပြောပြမယ်နော်ပြောပြမယ်ဆိုတော့ကျွန်တော်ရွတ်ပြမယ်ဗျာဗုဒ္ဓံတဲ့အာဗုဒ္ဓဂုဏောအနန္တောဓမ္မဂုဏောအနန္တောတန်ခါဂုဏောအနန္တောမာတာဘီရုဂုဏောအနန္တောအာစတိယဂုဏောအနန္တောငါးခေါက်ပြီးွားလို့ရှိရင်အာရဟံကြီးပဲ16ခေါက်အာရဟံအာရဟံအာရဟံအဲ့ဒါကို16ခေါက်ရွတ်မယ် ြင်နောက်ဆုံးကြတယ်၃កောက်ကပြီး၃လုံးအတွက်ဘာယူကမလဲဆိုတော့အားလုံးတတဝါချမ်းသာပါစေအားလုံးတတဝါချမ်းသာပါစေအားလုံးတတဝါချမ်းသာပါစေဆိုပြီးတော့ရွတ်ကမယ်ဗျာပြီးတော့ကျွန်တော်အခုကျွန်တော်ရဲ့ဒီလွတ်နေတဲ့ဘေးနားနေရာလေးမှာအဲ့ဒီဂါရာရွတ်ကမဲ့ဂါရာကိုကျွန်တော်ဓာတ်ပုံနဲ့လည်းကျွန်တော်ပြပေးထားမယ်ဗျာเนาะမရှင်းမှာဆိုလို့ကဘယ်နှခေါက်ရွတ်ကမှာလဲဆိုတော့ဆရာတော်ဖျားကြီးလမ်းညွှန်ခဲ့တာတော့တနေ့ကို၃ခေါက်လောက်ရွတ်ရင်ရပြီလို့ပြောတယ် ဒါပေမဲ့ကိုကနဝင်းကပ်ပြီးရွတ်ချင်တယ်ဆိုရင်တော့များရင်များသလောက်ကတော့ကောင်းတာပေါ့အဲ့ဒီနဝင်းနေနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်ဘူသူရအနေနဲ့ကျွန်တော်ထပ်ပြီးပြောပြမယ်နော်ကိုးချိန်ဆိုရင်ဗျာပဒီ28လုံးပဒီနဲ့စိတ်ကမှာနော်ဒီအခုဒီကာရာလေးကတရား7လုံးပဒီနဲ့မစိမ့်နဲ့ပေါ့ဗျာကျွန်တော်တို့နဝင်းကပ်ရအောင်28လုံးပဒီဆိုတော့28လုံးကာရာ28လုံးပဒီဆိုတော့ဒီ28နဲ့ပတ်သက်တဲ့ဟာတွေနဲ့ပဲလောက်တာစိတ်တာကောင်းပါတယ်ဆိုတော့ကျွန်တော်မှာ၃ခုရှိတယ် ကျွန်တော်ဒီနေ့ပြဖို့တော့ယူလာတာဒါကျွန်တော်ရဲ့28လုံးပတိနေရတာတော့မသိဘူးဒါပေမဲ့ကျွန်တော်ကဒီဟာနဲ့ပဲစိတ်နောက်ပြီးတော့နောက်တစ်ခုနောက်ထပ်နှစ်ခုရှိသေးတယ်ဒီဟာကလည်းပတိလိုပဲခေါ်တာပဲဒီကတော့ digital ဗျာဒါခီးသွားရပါ냐ဆိုစိတ်တာနောက်တစ်ခုကရတော့တာလီတာလီတာလီကတာလီကတော့တခြားကြောက်စိတ်ရတာဒါပေမဲ့ကျွန်တော်အကြိုက်ဆုံးကတော့ဒီဒီရဲ့ပတိနဲ့စိတ်ရတာပဲသဘောကျတယ်ဆိုတော့ကျွန်တော်ကတော့ဖြစ်နိုင်တော့ဒီပတိနဲ့ပဲစိတ်တာ ိတ်ဆေချင်ပါတယ်ဒါပေမဲ့ကိုကပရီးလည်းမရှိဘူးခက်ခဲတဲ့နေရာရောက်နေရဆိုရင်တော့ကျွန်တော်ဒီတိုင်းနှုတ်ကနေပဲကိုကကိုမှတ်ပြီးတော့၃ချိန်၉ချိန်ထားပါတော့အဲ့လိုမျိုးနဝင်းကဆိတ်ဆိတ်သွားရင်ရတယ်ပေါ့နော်ခုနကကျွန်တော်ပြောပြရဲ့အဲ့နဝင်းတွေကိုကျွန်တော်ထပ်ပြီးတော့ပြောပြမယ်အဲ့28လုံးပရီးနဲ့ကိုကောက်ရွရင်မူလနဝင်းဝင်တယ်ဗျာ16ခေါက်ဆိုရင်အောင်နဝင်း28ခေါက်ဆိုရင်ငွေနဝင်း36ခေါက်ဆိုရင်စိတ်နဝင်း 45ကောက်ဆိုရင်လာဘနဝင်းလို့ခေါ်တယ်54ကောက်ဆိုရင်တော့ပညာနဝင်းလို့ခေါ်တယ်63ကောက်ဆိုရင်ပီရနဝင်း82ကောက်ဆိုရင်ဒုက္ခငိမ့်တဲ့နဝင်း81ကောက်ဆိုရင်ပြန်ဆုံနဝင်းအခောက်ရည်90ဆိုရင်ဓာတ်သိမ်းနဝင်းလို့ခေါ်တယ်96ကောက်ဆိုရင်တော့မှန်နဝင်း108ကောက်ဆိုရင်အောင်နဝင်းလို့ခေါ်တယ်ဒီနဝင်းနဲ့ပတ်သက်တဲ့ဓာတ်ပုံကိုလည်းကျွန်တော်ဒီနားလေးမှာကျွန်တော်ထပ်ပြပေးထားမယ်နော်ဒါကတော့ လူတိုင်းလိုက်ပြီးတော့စိတ်တင်တဲ့လွယ်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 တဲ့ login ရေးရမှာမြန်မြန်လေးထိရောက်မြန်ဆန်တဲ့အစီအရင်နဲ့စီရင်ထားတဲ့နာမည်ကျော်28လုံးပရိစိန်ကြီးကိုကျွန်တော်ပြန်ပြီးတော့ဝေးမြတာဖြစ်ပါတယ်အားလုံးကိုကျွန်တော်ကျေးဇူးတင်ပါတယ်